အားလုံးပဲမင်္ဂလာပါခင်ဗျာဒါတော့ကတော့အောင်သူကဓမ္မစကူကျောင်း Grade 5 A မှာဗုဒ္ဓစာပေလေးကိုသင်ကြားနေသောကျောင်းသားလေးများဖြစ်ပါတယ်ခင်ဗျာဒါရဲ့နာမည်ကတော့မောင်ဟင်းကဆိုးဖြစ်ပါတယ်ခင်ဗျာဒါနဲ့သူငွေချင်းပပလိုင်းကနေဒီစီစဉ်ကိုကိုကြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအခုဒါတော့မောင်မားနှစ်ယောက်ကသားတော်ကိုကဲ့နေတဲ့မြတ်စွာဘုရားရှင်အကြောင်းဖြစ်တဲ့ဗုဒ္ဓဝင်စီစဉ်နဲ့ဓမ္မစကူဆိုတဲ့အကြောင်းကို ပြည့်သက်ကြီးတည်အောင်တိဆက်ပေးကြပါရခင်ဗျာပရမဥဆုံးနေနဲ့မတ်စကူဆိုတဲ့အကြောင်းပြည့်သက်ကြီးတည်အောင်တိဆက်ပေးကြပါရခင်ဗျာဓမ္မစကူဆိုတာကျန်တဲ့အကျော်ဆရာတော်ဘုရားကြီးများနဲ့ဤပညာရှင်များပူပေါင်းပြီးဗုဒ္ဓစာပေလေးကိုမျိုးဆက်တဲ့လူငယ်များ အခြေခံမှစာပြီးလေ့လာသိနိုင်ရခင်မိတဲ့ဤပညာတွေနဲ့ရေးဆွဲထားပြီး ရပုံသားရဲ့အဆုံးအမတွေကိုလက်တွေ့ဘဝမှာတေချာလေးလာတုံးကြနိုင်အောင်စစ်မှန်သောဗုဒ္ဓဘာသာဝင်များဖြစ်ပေါ်လာစေရန်ကြီးရွယ်ပြီးပင်ယုံညွန့်တဲ့ကိုထုတ်ဝေထားပါရခင်ဗျာဟုတ်ပါရဲ့ရှင်မာရီဒီမတ်ကူမာဘုရုံဝင်တွင်သာသနာဝင်တွင်နဲ့တမားရင်ပုဂ္ဂိုလ်သူများအကြောင်းကိုတင်စားပေးပြီးရောယတနာသုံးပါးကိုဖူးပြီးကြုံကြည်လာစေဖို့အတွက်ဒီကတာတင်စားပေးနေတဲ့ကောင်းတော်ကြီးဖြစ်ပါရဲ့ရှင် ဒါရီမေပေါ့မယ်တငယ်ချင်းရာဒုဒ္ဓမစကူးမှာကဗာရဲစီစီဒီပထုံများဗုဒ္ဓဘာသာဝင်ပွဲလန်းတမင်များနေတူးနေမြန်များမြမရင်ချင်းမှုအမွေနည်းကိုသိရှိပြီးသန္နာပြုပုံမိလန်းတွေကသင်ကြားပေးနေတဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်ခင်ဗျာ ကဲတငယ်ချင်းရဲ့ခွဲချင်းခုမှဆိုလို့ရှိရင်မူးဆိုတာရှိရရဲ့ဒါဆိုငါတို့ Thomas School Foundation နေမှာလဲမူဟာရတွေရှိမှာပေါ့နော်ရှိရပါတငယ်ချင်းရတို့ Thomas School Foundation မှာမူဟာရ၄ရက်ရှိရလေအဲ့ဒီမူဟာရတွေကတော့မြတ်စွာဘုရားရှင်တရားတော်များနဲ့ဤသင်ကြားပို့ချရေးမြမယဉ်ကျေးမှုထုံနှံစင်လာများကိုတိမ်တိမ်ဆောက်ရှောက်ရေး ခြားသောပုဂ္ဂိုလ်အခြားသောဘာသာကိုပြစ်စေမထီးကိုက်စေရင်ပါတီနိုင်ငံရေးကင်းရှင်းစွာလုပ်ငန်းဆောင်ရည်ဆိုတဲ့မူဝါဒကြီးလေးချက်ရှိရဲ့လေအဲ့ဒီမူဝါဒတွေဂျိုင်းမြန်မာနိုင်ငံတဝန်းလုံးမှာရှိရဲ့မတ်စကူကျောင်းများကတင်စားပေးနေကြသလိုငါတို့ရဲ့အောက်ဒုက္ခတမတ်စကူကျောင်းတော်ကြီးကလည်းတင်စားပေးရရှိပါတယ်နော် ကဲအငယ်ချင်းတို့ခုလိုပြောနေတာပြိဿကြီးကြီးဝေသွားပြောမသိဘူးနော် မင်္ဂလာပါပြိဿကြီးခင်ဗျာဒါဟာသားတို့ဓမ္မစုရဲ့တိတ်တေသာကိုပြိဿကြီးသိရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအငယ်ချင်းများအားလုံးကိုလည်းပျော်ရွှင်စရာကောင်းပြီးတော့ဘဝတုကနဲ့ဘာသာရေးတောင်းတွေကိုသင်ယူဖို့သမီးတို့ရဲ့အောက်တုခဓမ္မစုကျောင်းကနေဖိတ်ခေါ်လိုက်ပါတယ်နော်သတင်းရတာလေပြောစရာကောင်းပြီးတော့တငယ်ချင်းတွေနဲ့အတူတူဝိုင်းဝဲဆင်းနေ ဂင်ကစောင်းကြီးတွေနဲ့ဆိုတော့ဒီနေ့မှာစတင်နေလို့တော့မချင်းလိုက်ရဘူးเนาะနောက်နေ့ဒီမှာလည်းသမီးတို့နဲ့ YouTube စတင်ဖို့အောင်သူကတမစကူကျောင်းတော်ကြီးကနေဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျွန်တော်တို့ပြောနေတာလေတကယ်ဟုတ်ပါမလားတန်မြတ်ဝင်နေပါနဲ့ဗျာဓမ္မစကူမှာကျက်စာမရှိဘူးအိမ်စာမရှိဘူးသမီးရရဲ့တံမေးတာမျိုးလည်းမရှိတဲ့အတွက်နောက်နေ့တိမ်မှာဓမ္မစကူလာတက်ကြဖို့မိဘများကိုလည်းပို့ဆောင်ပေးကြဖို့ တိတ်ခေါ်ရင် grade 2ညီလေးညီမလေးတို့ရဲ့ကျင်းနူးစရာတို့ကပါဆိုတဲ့ဖြော်ပြရေးစီစဉ်ကိုကြည့်ရှုရင်ကျွန်တော်တို့မောင်နှမနှစ်ယောက်ရဲ့စီစဉ်ကိုခိတ္တကနရနာဝင်းပြုပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ